ဇာတပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံအနှောင့်အယှက်တွေကြားရဖြတ်သန်းရမယ်ကိုယ့်ဘာမှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်စိတ်ရှည်သီးခံရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ် တပားသူဘက်ကဂတိပြက်လို့ကို့မှာဆောင်းရရတာဒီဒီလဲနှောင်းနှင်းချန်ကြသေးမယ်မထင်မှတ်ဖဲအောင်မြင်တဲ့လမ်းကြောင်းသစ်တွေကိုကိုပန်ရက်တီချက်နဲ့လောက်ကန်ဆင်ပြေမယ်အတူတွဲတဲ့အုပ်စုတွေစူပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံတတ်တယ်စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းဂတိပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသား တိုးတက်တဲ့ကံလေးတွေပေါ်ပေါက်မယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားမယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။စံသားရည်ညံများမယ်တိုက်ခတ်များမယ် 16ရက်နေ့မှာမင်းကောင်းဆွေကောင်းထောက်ခွရမယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်16ရက်နေ့ဝေကျေးပေးယူသတိထားမယ်မတော်တဆအနေဖြစ်တာကယူဆရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကယူဆရမယ်16ရက်နေ့ကတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ကြုံမယ်16ရက်နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ခံများမယ် နှစ်ရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင့်ထဲပေါ်တိုးတက်ခြင်းတွေရှိမယ်။ဇာတာပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းချိုးပေးမယ်။တနင်္ဂနွေနေ့ဟင်္ဂါနေ့မွေးသူများစိတ်နှောင့်ယှက်ပေးတတ်တယ်။နေ့ ခေါ်ငါးကနန်းနေချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါ16ရက်နေ့မေလမှာစာရွေး9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းခြင်းတန်ကတ်တွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်